မြန်မာသင်းတဲ့ပွဲဟာကစားသမားတွေအတွက်စိန်ခေါ်မှုတစ်ခုဖြစ်ပြီးအနိုင်ရရှိအောင်ကြိုးစားသွားမယ်လို့ကမ္ဘောဒီးယားနေပြားကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုလွှမ်းမိုးအောင်ကဖိတ်ပို့ထားပါရရှင်မြန်မာလက်ဝင်းစင်အသင်းနဲ့ကမ္ဘောဒီးယားအသင်းတို့ဟာအုပ်စုဒုတိယပွဲစဉ်အဖြစ်နိုဝင်ဘာ23ရက်မှာရှင်ပိုင်ကစားရမှာပါဒီပွဲစဉ်ဟာနှစ်သင်းစလုံးအတွက်အုပ်စုတရေးအဆုံးဖြတ်ပွဲစဉ်ဖြစ်ပြီးရှုံးတဲ့အသင်းကအုပ်စုကနေထွက်ခွာရမှာဖြစ်ပါတယ်မြန်မာအသင်းဟာပြင်ဆင်မှုကောင်းကောင်းပြုလုပ်ထားလို့ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပေမဲ့အနိုင်ရရှိအောင်ကြိုးစားမယ်လို့ကမ္ဘောဒီးယားနေပြားကပြောပါတယ် Myanmar, I was uh, watching many Myanmar game, but and I think Myanmar player always show the best. မြန်မာသင်းရဲ့ပွဲတော်တော်များများကိုကြည့်ဘူးပါတယ်မြန်မာကစားသမားတွေကအနိုင်ရလို့စိတ်ပြင်းထန်ကြတယ်ဗျဒီလိုစိတ်တမျိုးကိုသဘောကျတယ်လေမြန်မာသင်းကဥရောပမှာသွားပြီးလေ့ကျင့်ခဲ့တာဆိုတာကျွန်တော်သိပါတယ်ဒီလိုပြင်ဆင်မှုကောင်းကောင်းလုပ်ထားတဲ့အသင်းနဲ့ရင်ဆိုင်ရတာဟာကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ခုပါပွဲရလဲဘလို့ဖြစ်လာမလဲဆိုတာတော့ကြိုပြောလို့မရပါဘူးဒီပွဲနိုင်ရရင်တော့ကျွန်တော်ကစားသမားတွေအတွက်စိတ်သက်ပိုင်မြင့်တက်သွားမှာပါမြန်မာနဲ့ပွဲကိုအနိုင်ရဖို့ကြိုးစားသွားမှာပါ this is one of our big challenge yes. the challenge also is very strong motivation to our player so yes. we i have i will do my best to prepare for the next game မြန်မာနီးပါးကစီစီကတော့ကမ္ဘောဒီးယားနဲ့ပွဲမှာပွဲထွက်လူစင်းပြောင်းလဲမှာဖြစ်ပြီးအနိုင်ရဖို့လိုတယ်လို့ပြောပါတယ် cambodia is dangerous because they uh, play clever with five uh, back five cambodia အသင်းကအနေရှိတဲ့အသင်းပါ နောက်တန်း9ရောက်ထားကစားပြီးကစားသမားတွေကလည်းပါနှက်မှုရှိတယ်ဗျဒါပေမဲ့ BNN နဲ့ပွဲတုံးကဒုတိယပိုင်းကစားပုံနဲ့ဆိုရင်ကျွန်တော်မှအခွင့်အရေးတွေအများကြီးရှိပါတယ်အကောင်းဆုံးကစားပုံရဖို့ပြင်ဆင်ထားမှာဖြစ်လို့ကမ်ဘောဒီးယားနဲ့ပွဲအတွက်စိတ်ပူစရာမလိုပါဘူး When I see the second half you must not be worried uh, the next opponent မြန်မာအသင်းပါဝင်တဲ့အုပ်စုခါမှာဗီယက်နမ်နဲ့မလေးရှားတို့ကရမှတ်၃မှတ်စီနဲ့ဥဆောင်နေပြီးမြန်မာနဲ့ကမ္ဘောဒီးယားတို့ကအမှတ်များတွေပဲအုပ်စုအောက်ဆုံးမှာရပ်တည်နေတာပါ။နိုဝင်ဘာ23မှာရှင်မန်ကစားမဲ့အုပ်စုဒုတိယပွဲစဉ်မှာမြန်မာကကမ္ဘောဒီးယားကိုအနိုင်ရဖို့လိုတဲ့အပြင်ဗီယက်နမ်နဲ့မလေးရှားပွဲစဉ်မှာဗီယက်နမ်အသင်းအနိုင်ရမှမြန်မာအသင်းအုပ်စုတက်ဖို့အခွင့်အရေးပိုကောင်းလာမှာဖြစ်ပါတယ်။ကျွန်တော်လွှမ်းမိုးအောင်ပါ။